င်္ဂလာပါမပဲဒီနေ့မှာတော့ SUV ချစ်သူတွေအတွက် SWNG 01F ကားလေးတစ်စီးနဲ့မိတ်ဆက်ပေးကြပါမယ်ဒီကားလေးကတော့ SWM Motor နဲ့ထုတ်ထားတဲ့ Sport SUV အမျိုးအစားပဲဖြစ်ပါတယ်ပြုတ်ကားဆိုပေမဲ့အီတလီမှာအခြေဆိုင်ပြီးတော့ဒီဇိုင်းရေးဆဲတာဖြစ်တဲ့အတွက် Euro B ရဲ့ဒီဇိုင်းတက်ကိုခံစားရမှာပါအင်ဂျင်မှာဆိုလို့ချင်း1.5လီတာတာဘိုချက်154 horsepower မီတာမီတာတော့ဒီထုတ်ပေးနိုင်ပါတယ်ပြောကြောင်းချင်းဆိုလို့ရှိရင်လည်း100ကီလိုမီတာမှာ7.5မီတာဖြစ်တဲ့အတွက်စီစံတော့လည်းအရင်ကတက်တာပါတယ်7 GB of cloud transmission gear 9ချက်တောင်သုံးပေးထားပါတယ်ရှိပိုင်းတစ်ပိုင်းကတော့ wind size style လေးနဲ့လုပ်ပေးထားတာဖြစ်တဲ့အတွက်အဝေးကနေကြည့်မယ်ဆိုလို့ရှိရင်တော့မျက်စိထဲမှာထင်းနေအောင်တော့ပုံပါပါ grey မှာဆိုလို့ရှိရင် italy ဆိုတဲ့လေးထည့်ပေးထားတယ် led headlight led daytime red တွေလည်းတုံးပေးထားတယ်အာအရှိပိုင်း design ကိုခြုံပြောရမယ်ဆိုလို့ရှိရင်တော့သူက modern ဖြစ်ပြီးတော့ sporty လုပ်ဆက်ပါတယ် ADHS Library PLS entry ပါမယ်။ Ground Clear ရဆိုလို့ရှိရင်လည်းငါးလက်မခွဲတော်မြင်းတဲ့အတွက်ဒီမျိုးတွေကညနေမှာဆိုလို့ရှိရင်တော့ ASIC မောင်းလို့ရတယ်။အပေါ်မှာဆိုလို့ရှိရင် Root Way လေးပါတယ်။အာ Detroit တာတို့ကိုကခီးသွားတာတို့ပဲဒီပေါ့နော်။ဒီ PC ရထတင်နေတာတို့စပိန်လိုတင်နေတယ်ဆိုလို့ရှိရင်လည်း ASIC တင်လို့ရတယ်။ ပေးလိုက် switch design ကလည်းအနောက်ဘက်ကိုပို့ပြီးတော့ထင်းစေတယ်ပေါ့နော် SWN logo ပါမယ် G01F ပါမယ် Jewel Exo ကလည်းပို့ပြီးတော့ sporty sense ပါတယ်နောက်ဖုန်းရဲ့အကျယ်ကတော့980လီတာထိကျယ်တယ်။နောက်ခုန်ထပ်ခေါက်လိုက်မယ်ဆိုလို့ရှိရင်တော့1600လီတာထိတန်တယ်ပေါ့နော်။အာပစ္စည်းအများကြီးတင်ကျင်တာပဲဖြစ်ဖြစ်မသားလုံးနဲ့ခင်သွားလို့ပစ္စည်းအများကြီးထည့်ထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်။နောက်ခံကတော့ကျယ်တယ်ပေါ့နော်။3-4ရောက်ထိထိုင်လို့ရတယ်။ အဲပြီးလို့ရှိရင် aircon ပါတယ် aircon လည်း adjust လုပ်လို့ရတယ်ပါတယ်အမှ USB ပါတယ်ပြီးလို့ရှိရင် Emirates ပါမယ်ကက်ထရာနှစ်ခုပါအဲ twin mine ကတော့သူထိုင်ကုန်နေ steering နေကိုတော့ leather နဲ့လုပ်ပေးထားတယ်ဘေးတကာအပတ်မှာဆိုရှင်နဲ့ door set ပါမယ်ပြီးလို့ရှိရင် steering ဒီနောက်ဘက်မှာဆိုလို့ရှိရင်ဘက်မှန်ချိန်လို့ရတယ်ခလုတ်လေးထည့်ပေးထားတယ်ပြီးလို့ရှိရင်နောက်ဘက်ခွင်းနဲ့ခလုတ်လေးလည်းပါရပါတော့အဲနောက်တစ်ခုကဒီတိုင်ခွက်ပေါ့နော်တိုင်ခွက်ဆိုလို့ရှိရင်ကြည့်ရတာအရင်ရှင်းရှင်းလေးလေးရှိတယ် infotainment screen ကတော့ funnel လာမှာရှိတယ်အောက်မှာကတော့ဒီ test screen နဲ့ echo controller လိုရတဲ့ input တွေပေါ့နော်ပြီးလို့ရှိရင် wireless charging ပါမယ်ပြီးလို့ရှိရင် power outlet USB တစ်ခုပြီးရှိနောက်တစ်ခုအထူးကြားတာကသူကရိုးရိုးကားတိုင်းမှာတွေ့ရတဲ့ gear ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအပိုင်းလေးပြည့်လှည့်ရတာပေါ့ပြီးလို့ရှိရင် handbrake ပါမယ် media control ပါမယ် jack ကပါမယ် emirates ရဲ့အောက်မှာ speed ကိုရဲ့အဲ့ဒါက manual မျိုးလည်းပါသေးတယ် ပြီးပြီးပါရေးသွားဖို့အတွက်ဆိုလို့ရှိရင်တော့အရန်ဝင်လိုက်ဆက်လို့ AG01F ဒီကားလေးရဆိုလို့ရှိရင်နောက်ဆုံး position တော်တော်များများလေးပါတယ်ပေါ့နော်စီစားရလဲတက်တာတဲ့အတွက်ဒီလီသုံးဖို့ဆိုလို့ရှိရင်လည်းတော်တော်ဆင်ပြေတယ်ဒီကားစင်းနဲ့ခီးသွားပဲဖြစ်ဖြစ်ပစ္စည်းတွေအများကြီးတင်ကျင်နေဆိုလို့ရှိရင်လည်းပြီးတော့အသုံးဝင်တယ်အဲ interior ဆိုလို့ရှိရင်လည်း comfort ဖြစ်တဲ့အတွက် SUV ကားကောင်းတစ်စီလို့ပြောလို့ရတယ်လက်ရှိနေတဲ့ color တွေကတော့ blue အမီပြမိကိုအမေကျွန်တော်လိမ့်စာတွေကတော့ရန်ကုန်မှာဆိုလို့ရှိရင်အမတ်88ဝေစီနာလန်းနဲ့ရတနာလန်းတောင်တောင်ကလာပါမြို့နဲ့ရန်ကုန်မြို့မန္တလေးမှာဆိုလို့ရှိရင်အမတ်23 35လန်း65လန်းနဲ့66လန်းကြားမန္တလေးမြို့နယ်မှာလာရောက်ကြည့်ရှုလို့ရပါတယ်